Hello အားလုံးပဲမင်္ဂလာပါဘူမာချန်ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့28ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ပထမဆုံးအနေနဲ့ကတော့ Newcastle ရဲ့အားကစားဒါရိုက်တာဖြစ်လက်ရှိမှာဆောင်ရွက်နေတဲ့ Paul Mitchell ကတော့ကျွန်တော်တို့ဒီလက်ရှိ Newcastle ကနေပြီးတော့ John John လအကုန်မှာထွက်ခွာတော့မှာဖြစ်တယ်ဆိုပြီးတော့ Newcastle ရဲ့ဘက်ကကျွန်တော်သာဒီကြီးညာချက်ထုတ်ပြန်လာတယ်ပေါ့နော်။ တော့ဘောမစ်ရဲ့နျူကာဆယ်ကိုရောက်တာတစ်နှစ်တောင်မပြည့်သေးပါဘူး။နောက်သူတစ်ပင်မန်ချက်စတာယူနိုက်တက်ကိုထွက်ခွာသွားတဲ့ဒန်အက်ရှ်ဝါ့ဒ်ရဲ့နေရာကိုအစားထိုးဖို့ဆိုပြီးတော့နျူကာဆယ်ဟာဘောမစ်ရဲ့ကိုခန့်အပ်ခဲ့တာဖြစ်ပြီးတော့ဒီဒီလက်ရှိအားကစားတရတာဖြစ်သူကတစ်နှစ်တောင်မကြာသေးတဲ့အချိန်မှာကျွန်တော်တို့လက်ရှိနျူကာဆယ်ကနေပြီးတော့ထပ်ပြီးတော့ထွက်ခွာမှာဖြစ်တယ်ဆိုပြီးတော့ကြီးညာချက်ထုတ်ပြန်လာတာ ဘောမီရှေကတော့လောလောဆယ်မှာဘယ်အသင်းကိုပြောင်းရွှေ့မယ်ဘယ်အသင်းကိုရောက်မယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့တောက်လျှောက်မတက်သေးဘူး။ဒါပေမဲ့လို့ပေါ့နော်။တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်မှာချက်ချင်းထွက်လာရတာ ਨੇ ပတ်သက်ပြီးတော့မေးခွန်းတွေအများကြီးတော့ကျွန်တော်ရှိနေတာပေါ့လေ။ဟိုဘယ်လို Dan Ashworth ဆိုလို့ရှိရင်လည်း Manchester United မှာသူအကြာကြီးရှိမသွားလဲရဘူး။သူ့နေရာကိုအစားထိုးတဲ့လက်ရှိဘောမီရှေလည်း Newcastle မှာအကြာကြီးရှိမသွားလဲရဘူးပေါ့နော်။ဆိုတော့ ဒီကရဂျွန်လာကကျွန်တော် HS နေရာကိုအစားထိုးဖို့ဆိုပြီးတော့ကျွန်တော်ရောက်လာတာအဲ့ဒီတုန်းကတော့ပေါ်မီရှေတို့ဘာတို့ကအားကစားတာနေတာယာတို့မှဘောလုံးမှဘောလုံးနေပေမှာဆိုလို့ရှိရင်အင်မတန်ကိုအရေးပါပြီးတော့တော်တော်ကိုထက်မြက်တဲ့လူတစ်ယောက်ဖြစ်အားလုံးကကျွန်တော်မြင်ထားကြတာဒါပေမဲ့လို့ပေါ်မီရှေကိုယ်တိုင်ကတော့လက်ရှိနျူကာဆင်မှာထင်တယ်လို့ကြာမသွားဘူးတခုရှိတာကကိုယ်တိုင်ကတကယ်လည်းအရေးချင်းရှိတဲ့ဒါအားကစားတာနေတာလေးကျွန်တော်ဖြစ်တယ်သူ့ကိုလူချင်းနဲ့အသင်းတွေကလည်းတော်တော်များတယ်ဒါပေမဲ့လို့ပေါ့နော် ကျွန်တော်တို့ကာလအကြာကြီးတော့ရှိမသွားဘူးပေါ့လေဒါကြောင့်နယူကာဆယ်ကနေပြီးတော့ပေါ်မီရှေကကျွန်တော်လာမဲ့ဘောနော်ဒီဂျွန်လာအကုံမှာထွက်ခွာမှာဖြစ်တယ်ဆိုပြီးတော့နယူကာဆယ်ရဲ့ဘက်ကကျွန်တော်လက်ရှိမှာတရားဝင်ထုတ်ပြန်လာတယ်နောက်တစ်ခုကတော့ကွင်းလင်ကစားမှာဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ပေါ့လေလက်ရှိမှာကျွန်တော်တို့အနေနဲ့ report တွေအရအေဟီလာရဲ့ဘက်ကတော့ကွင်းလင်ကစားမှာဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုသူတို့ရဲ့ကံလန့်မှုကိုလက်ခံလက်မခံဆုံးဖြတ်ဖို့အတွက်82နာရီဒါမှမဟုတ်လာမီဒီတပတ်အတော်အတွင်းမှာအပြီးတဲ့ ဆုံးဖြတ်ဖို့အတွက်ဖိအားပေးပြီးတော့အချိန်ပေးထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ပါနန်ဒက်စ်ကတော့မန်ချက်စတာယူနိုက်တက်မှာဆက်ပြီးတော့ရှိကျင်နေဆိုတဲ့သတင်းတွေလည်းကျွန်တော်တောက်လျှောက်တက်ထားသလိုနီးပြားဖြစ်တဲ့ရူဘင်အမ်မိုရင်ကိုယ်တိုင်ကလည်းလက်ရှိမန်ချက်စတာယူနိုက်တက်တိစောက်ချင်တဲ့အသင်းမှာပါနန်ဒက်စ်ဟာအင်မတန်အရေးပါကြောင်းကျွန်တော်ခဏတိုင်းဆိုသလိုပြောထားတယ်။ဒါပေမဲ့လို့ပေါ့နော်အေဟီလာရဲ့ဘက်ကတော့ကလပ်ဝေါကအမီ exam မှာဖြစ်သူကိုလိုချင်တာဖြစ်တဲ့အတွက်တကယ်ကိုသိငင်းလို့မရနိုင်တဲ့ ကန့်လန့်မှုပုံစံမျိုးနဲ့ Fernandez ကိုကျွန်တော်ကန့်လန့်မှုတွေလှုပ်ထားကြောင်းတတိယနေ့ကကျွန်တော်ထွက်ထားတာဒီနေရာမှာအသက်30ကျော်နေပြီဖြစ်တဲ့ Bruno Fernandez ကိုကျွန်တော်တပတ်လောက်ခလာစားပေါင်9သိန်းနဲ့အထက်ရနိုင်မဲ့ကျွန်တော်ဘာ tax free เนาะလုံးဝပါအခွန်ပါညာမပါဘဲနဲ့တပတ်ကို9သိန်းလောက်ရနိုင်မဲ့ဒါကန့်လန့်မှုနဲ့ကန့်လန့်ထားသလိုဒီအပြောင်းရွှေ့ကလည်းကစားသမားဖြစ်သူအတွက် bonus တွေပါတယ်အပါဝင်3နှစ်အတော်အတွင်းမှာ ပေါင်သန်း200ခန့်အထိကိုအကျိုးမြတ်ရရှိနိုင်မဲ့ကံလန့်မှုမျိုးဆိုပြီးတော့ကျွန်တော်သိရတယ်။ဒါအပြင်အဟီလာရဲ့ဘက်ကတော့ Manchester United ထံကိုကွင်းလင်ကစားမဖြစ်တဲ့ Bruno Fernandes ရဲ့အပြောင်းရွှေ့တွေပြောင်းရွှေ့ကြီးအနေနဲ့ပေါင်သန်း100ကျော်ပြီးသွားဖို့အတွက်လည်းပြင်ဆင်ထားတယ်ဆိုတဲ့ကျွန်တော်တို့ဒီတင်းနေလေကျွန်တော်တို့တွေ့နေရတယ်။စာချုပ်ကတော့2029ခုနှစ်တည်တန်းရှိမဲ့စာချုပ်တစ်ခုကိုကျွန်တော်တို့ဒါချုပ်ချင်တာ။သို့တော်လည်းပဲ Manchester United မှာ မန်ချက်စတာယူနိုက်တက်မှာကစားမကစာချုပ်က2029ခုကျွန်တော်ရှိနေတယ်အသင်းရဲ့ဘက်ကလည်းချန်ပီယံစ်လိဂ်ဝင်ခွင့်မရတော့တန်တရာလောက်ထိဆုံးရှုံးခဲ့ရတာဖြစ်တဲ့အတွက်ဖာနယ်စ်နဲ့ပတ်သက်ပြီးတန်တရာနဲ့ကံလန်မှုရှိခဲ့ရင်လက်ခံနိုင်တယ်ဆိုတဲ့သတင်းတွေကျွန်တော်တကြောက်တက်နေပြီမြေပေါ့နော်ဒီရင်းနှီးတဲ့သတင်းရင်းမြစ်တွေအသင်းနဲ့နှိဆက်တဲ့သတင်းရင်းမြစ်တွေရဲ့တောက်လျှောက်ပေါ်ပြချက်တွေအရဆိုရင်ယူနိုက်တက်ကတော့ဖာနယ်စ်ကိုလက်လွတ်ဖို့အတွက်စံတရှိတဲ့နေရာမှာမပါဘူးသို့တော်လည်းပဲ အဟီလာရဲ့ဘက်ကသာမန်ချက်စတာယူနိုက်တက်ထံကိုတရားဝင်ကမ်းလှမ်းမှုတွေကျွန်တော်မြင်ရမယ်ဆိုရင်ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ပြည့်ပြည့်တသားသိရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။လက်ရှိမှာတော့ကပတိန်လည်းဖြစ်တဲ့ဘရူနိုဖာနက်စ်ကတော့မလေးရှားကိုကျွန်တော်အာဆီယံအော်စတာနဲ့ကမ်ဘိုးအတွက်ခြေစမ်းပွဲကမ်ဘိုးအတွက်ယူနိုက်တက်အသင်းနဲ့တူရောက်နေတယ်ပေါ့လေ။ဆိုတော့တပတ်ကို9သိန်းကျော်အနည်းဆုံး tax free ရရှိမှာဖြစ်ပြီးတော့၃နှစ်အတော်အတွင်းမှာပေါင်သန်း200ခန့်ဒီ bonus တွေပါပြီးရရှိနိုင်မယ်ဆိုတော့ဖာနက်စ်ဒီအပြောင်းရွှေ့ကမ်းလှမ်းမှုကို ်ငင်းနိုင်ပါမလားကျွန်တော်ကြည့်ရမှာပေါ့လေဒါအပြင်နောက်ထပ်တစ်ခုကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်တော့ Chelsea ပါ Chelsea နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းက Chelsea ကတော့တိုက်စစ်ကိုအမှန်ကန်အားပြေးဖို့အတွက်သတင်းနေတဲ့ကြားချောင်းကျွန်တော်ထွက်နေပြီးတော့လက်ရှိဒီ22နှစ်ရွယ် Netherlands တိုက်စစ်ကစားသမားဖြစ်သူ Emmanuel Emega ကိုခေါ်ဝင်တဲ့ပတ်သက်ပြီး ကားပြောဆိုမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Fabrizio Romano ရဲ့ဘက်ကတော့ပြီးခဲ့တဲ့နေ့ကဒီကစားမဖြစ်သူဟာလက်ရှိသူ့ရဲ့အတင်းဖြစ်တဲ့ Stressball ကနေပြီးတော့ထွက်ခွာဖို့တရားဒီမှာလုံးဝမရှိသလိုလာမယ့်ရာသီလာမယ့်ရာသီလက်ရှိ Stressball ပြင်ဆင်ထားတဲ့အတင်းမှာလည်းအဓိကအခန်းကဏ္ဍကနေပါဝင်နေတာဖြစ်တယ်။ဒါကြောင့်လာမယ့်ရာသီမှာ Chelsea ကိုပြောင်းဖို့အစီအစဉ်မရှိဘူးဆိုတဲ့သတင်းတွေကျွန်တော်တို့ထောက်ချောက်ယူထွက်ပေါ်ထားတယ်။ ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ဒီအန်ဇိုမာရက်စ်ကအပါဝင်ချယ်ဆီတာဝန်ရှိသူတွေရဲ့ဘက်ကဒီကစားမဖြစ်သူကိုတော်တော်လေးသဘောကျတယ်တိုက်စစ်လည်းအစားထိုးဖို့လိုနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြီးဒီပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးခြေသွမ်းပြနေတဲ့ကစားမတွေကိုလိုက်ကြည့်တဲ့အခါမှာချယ်ဆီကတိုက်စစ်နေရာမှာအစားထိုးဖို့အီမန်နျူရယ်အီမေဂါကိုသဘောကျနေတာဒီကစားမလေးကငယ်လေးငယ်သေးတယ်လို့ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်တော်တော်ကိုဂိုးအရေးအတွက်က29ပွဲမှာ 14ခုထိတွင်းထားတဲ့ကစားမလီတယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော်ဂါဒီယန်တို့ဘာလို့ရဲ့ report ရဆိုလို့ကျွန်တော်ချက်စီကစရက်စပိုနဲ့တူတူကိုပဲဒီကစားမကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးဆွေးနွေးတာတွေရှိခဲ့တယ်ဆိုတော့တတိမျိုးတွေလည်းကျွန်တော်တွေ့ထားရတယ်ဆိုတော့ Netherlands United United ရဲ့ဒါလေရွေးစင်လေးကျွန်တော်တို့ဖြစ်တဲ့အတွက်ကစားမဖြစ်သူ Stamford Bridge ကိုပြောင်းရွှေ့2026နွေရာသီပြောင်းရွှေ့မှာကျွန်တော်ဒီပြောင်းရွှေ့နိုင်ဖို့ချက်စီဘက်ကအနီးကပ်စောင့်ကြည့်နေတဲ့မျိုးတွေလည်းကျွန်တော်ရှိလာတယ်ဆိုတော့ချက်စီကလာမဲ့ရာသီအကုန်မှာကိုပဲ ဒီကစားမဖြစ်သူကိုအမှန်ကန်ခေါ်ခြင်းတဲ့ပုံစံမျိုးပါဆိုတော့ဒီနေရာဒီပြောင်းရွှေ့မှာတော့သူတို့ first line နဲ့မှာတောက်လျှောက်၃နိုင်နဲ့တိုက်စစ်မှုမျိုးကိုခေါ်ပြီးတော့ဒီကစားမလေးကိုနောက်နှစ်ຫນွေကြမှာအရခေါ်နိုင်မဲ့အပြောင်းရွှေ့မျိုးလေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါကြောင့် update တွေကိုတော့ကျွန်တော်သာဆက်ပြီးတော့စောင့်ကြည့်ရပါမယ်နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့အဲနောက်သတင်းတစ်ခုကကျွန်တော်လက်ရှိမှာစာနီးနဲ့ပတ်သက်တဲ့သတင်းမှာ စပားအသင်းရဲ့ဘက်ကတော့ကျွန်တော်လီရိုင်းစာနေကိုအမှန်ကန်ခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့ကလက်တင်တစ်ခုဖြစ်လာတယ်ဆိုပြီးတော့ကျွန်တော်ဒီ report တွေကဒါကြောင့်ဖော်ပြနေတယ်သူတို့ပြင်ယူရိုပါလေဖလားရပြီးတော့ချန်ပီယံစ်လိဝင်ဝင်ရသွားတဲ့စပါကကစားမတွေကိုခေါ်ဖို့အတွက်ပိုအခွင့်အရေးများလာတယ်လို့ဘိုင်ယန်မြူနစ်ကလည်းလီကစားမဖြစ်သူကိုစာချုပ်တက်တန်းတူဖို့နဲ့ပတ်သက်ပြီးတော့ agreement ကျွန်တော်တို့မရသေးဘူးတစ်နှစ်ကိုလောက်ခလာစာ၁၀တန်းလောက်ထိကျွန်တော်တို့ဘောနော်တန်ကြေးရှိတဲ့ contract တစ်ခုကို ိုင်ယန်မြူနစ်ရဲ့ဘက်က present လုတ်ထားပြီးမဲ့စာနီးနဲ့ဘိုင်ယန်မြူနစ်ကြားထဲမှာတက်တန်းတူဖို့အတွက်သဘောတူညီမှုမရသေးတာ Sky Sport Germany ရဲ့ report ရဆိုလို့ရှင်တော့စပါဟာလက်ရှိစာနီးကိုခေါ်ယူဖို့အတွက်နောက်ဆုံးစိတ်ဝင်စားလာတဲ့ကလပ်တင်တစ်ခုဖြစ်ပြီးတော့ဘိုင်ယန်မြူနစ်ကနေပြီးတော့ထွက်လာတဲ့သူ့ရဲ့အသင်းပေါ်လေးဖြစ်တဲ့ Matthew Stelle ရှိနေတာဖြစ်တဲ့အတွက်ကစားမဖြစ်ဒီကွာပြောင်းကောင်းပြောင်းနိုင်နေဆိုပြီးတော့ကျွန်တော်တို့သာဖော်ပြလာတယ်။တခုတော့ရှိတာပေါ့လေမက်သီးစတေကအငှားနေဆိုတဲ့ခါကျတော့အပြည့်သက်ခေါ်ယူဖို့နဲ့ပတ်သက်ပြီး နော်ပြည်သက်ခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ဘာသတင်းမှန်းတော့စပါပါကကျွန်တော်မထွက်သေးဘူးသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းဘာသတင်းမှန်းတိတ်ပြီးတော့ကျွန်တော်မထွက်သေးဘူးစောင့်တော့ကျွန်တော်ကြည့်ရမှာပါတိုးတိုးလေးပဲလက်ရှိမှာဆိုလို့ရှိရင်တော့ဒီကိုင်းဂျာမနီတို့ရော Sport Page တို့ရောဖော်ပြချက်ရစပါဟာဒီကစားမဖြစ်သူကိုအမှန်ကန်လူချင်းနေတာဆိုတော့လက်ရှိလောလောဆယ်မှာစပါအနေနဲ့အစာနည်းကိုအရာခေါ်နိုင်မလားကျွန်တော်ဒါစောင့်ကြည့်ရတော့မှာပေါ့လေနောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Arsenal ဟာ တောက်လျှောက်ဆိုသလိုလက်ရှိအပြောင်းရွှေ့မှာတရင်ထွက်နေတဲ့ရူဒရီဂိုနဲ့တိုက်စစ်မှုတရင်ပေါ်လေစပိုင်းဘက်ကတော့ကျွန်တော်ဆိုရင်အာဆင်နယ်ဘက်ကတော့ကျွန်တော်တို့အလုံးသိတဲ့အတိုင်းပဲလာမင်ဒီနွေယာဒီအပြောင်းရွှေ့မှာရီယယ်မက်ထရီရဲ့ right winger တယောက်ဖြစ်တဲ့ left wing လဲကောင်းကောင်းကစားနိုင်တဲ့ဘရာဇီးကစားမရူဒရီဂိုကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့တတိယနေ့ကျွန်တော်အများကြီးထွက်နေတယ်မီကယ်အာဒီတာကတော့နီကိုဝီလျံစ်ကိုအင်မတန်သဘောကျတယ်ဆိုပြီးမဲ့လည်းလို့ကျွန်တော်လက်ရှိရူဒရီဂိုရဲ့ quality ရူဒရီဂိုရဲ့အခြေအနေတွေကြောင့် ရိုဒရီဂိုဘက်ကိုပို့ပြီးတော့ကျွန်တော်တို့ကလှည့်လာတာဆိုတော့လည်းပဲလက်ရှိမှာရီယယ်မက်ထရီရဲ့ဘက်ကတော့ကစားမဖြစ်သူကိုလက်လွတ်ဖို့နဲ့ပတ်သက်ပြီးတော့ဗောနောဒီအမန်ကန်ကျူးပန်းနေတယ်ဆိုတော့တရင်မျိုးတွေမထွက်သေးပြီမထွက်သေးဘူးအနီးပြားသေးဖြစ်သူဂျာဘီအလွန်ဆိုကလည်းဒီကစားမဖြစ်သူဟာရီယယ်မက်ထရစ်မှာသူတိဆောက်ကျင်တဲ့အသင်းအတွက်အရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးတွေပြောထားတယ်။ဒါပေမဲ့လို့အာဆင်နယ်အနေနဲ့အမှန်ကန်သာကျူးပန်းလာမယ်ဆိုလို့ရှိရင်ဒီအပြောင်းအရွှေ့ဟာအခွင့်အရေးရှိလာနိုင်တယ်ဆိုပြီးတော့လေကျွန်တော်သိနေရတယ်။သူတပြေတော့ကျွန်တော်တို့ ဟိုယူရိုတန်း100ပေါ့နော်ပေါင်84သိန်းလောက်ထိပြီးချီသွားမယ်ဆိုရင်တော့ real metric ဘက်ကလက်လို့ဖို့အတွက်ဒါကျွန်တော်စဉ်းစားလာနေနေဆိုတဲ့သတင်းတွေပါကျွန်တော်တွေ့နေရတယ်သူတို့လည်းပဲ arsenal ရဲ့ဘက်ကတော့လက်ရှိမှာတောင်မန်ကစားမားတွေတဲ့တိုက်စစ်မှုစစ်စစ်ကိုသူတို့ကပို့ပြီးတော့အားဖြည့်ချင်နေတယ်တောင်မန်နေရာမှာအားဖြည့်ဖို့မယ်ဆိုလို့ရှိရင်တော့ rodrigo ကအမှန်ကန်ပြတ်မဲ့ဖြစ်လာနေတယ်အဲ့တော့ real metric ရဲ့ဘက်ကဘလို့အပြောင်းရွှေ့နေတဲ့ပတ်သက်ပြီးတော့ဒီကစားမအတွက်ပြင်ဆင်ထားတယ်လေအတင်းမှာပဲမဖြစ်မနေဆက်ပြီးတော့ထားသွားမလား ဒီပေါ်မှာတော့မူတည်တယ်ပေါ့လေရိုဒီโกကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အာဆင်နယ်တသင်းနဲ့တည်းမဟုတ်ဘဲနဲ့မန်ချက်စတာစီးတီးတို့ပါတော့ကပါအမှန်ကန်စိတ်ဝင်စားနေတယ်။ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်မန်ချက်စတာစီးတီးရဲ့ဘက်ကလည်း Florian VS တို့ပါတော့ကိုခေါ်ဖို့အတွက်နောက်ဆုံးအပီးမှာအသာထုတ်ဖို့ကြိုးပမ်းနေတဲ့နေရာမှာလက်ရှိရိုဒီโกတို့ပါတော့ပါကျွန်တော်ပါလာတာ။ဒါတော့အာဆင်နယ်အနေနဲ့ဂျီရိုတန်းတရာပေါင်တန်း84တန်းလောက်နဲ့ရိုဒီโกကိုအရခေါ်ဖို့အတွက်ကြိုးပမ်းလာမလား။ထိရောက်တဲ့ကံလန်းမှုတွေက Real Madrid တန်း ူတို့တွေဒါကန်လန်းသွားမလားကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့အာဆင်နယ်နီးနဲ့ဒီအပြောင်းအရွှေ့ကတော့ကျွန်တော်ဒါတော်တော်ကိုစောင့်ကြည့်နေတာကောင်းနေတယ်မှာပါတယ်သူတပြင်ပြီးခဲ့တဲ့ရာသီမှာ Champions League စီမီတီကျွန်တော်တက်ခဲ့တာနောက်ပရီးမီးယားလိမှာအဆင့်နဲ့ရာသီသိမ်းခဲ့တာလာမယ့်ရာသီမှာပူကောင်းတဲ့တိုက်စစ်တွေတောင်းမနေအားဖြည့်ဖို့လိုနေတာဒါရင်းနဲ့ပတ်သက်လို့ရှိရင်ရိုဒရီဂိုဟာအာဆင်နယ်ရဲ့စိတ်ကြိုက်တောင်းမန်ကစားမတစ်ယောက်မျိုးကျွန်တော်ဖြစ်နေတာဆိုတော့အာဆင်နယ်နီးနဲ့ရိုဒရီဂိုကိုပေါင်84တန်းနဲ့အရခေါ်ဖို့အတွက်ကြိုးပမ်းသွားမလား ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ညီကလူအနေနဲ့ရောဒီအပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါဦးဆိုတော့နောက်ထပ်အပြောင်းရွှေ့တွေရဲ့သတင်းဗီဒီယိုလေးတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ